ပြည်သက်များလုံးပဲမင်္ဂလာပါရှင်ခုတစ်ခေါက်တင်ဆက်ပေးခြင်းတဲ့အားကစားသတင်းကတော့ foreigner ကိုလက်ထောက်နေပြဖြစ်ခံအရန် morinho ဆန္ဒရှိနေခြင်းကြောင့် gi အနာကမတေချာဆွဲသတင်းကိုတင်ဆက်ပေးသွားမှာပါ Man U နီးပြတဲ့ Mourinho ဟာရခင် Man U နောက်ခံလူဟောင်းတူဖြစ်တဲ့ Foreigner ကိုအသင်းနီးပြအဖွဲ့မှာထည့်သွင်းပွဲရှိနေပြီးတော့ Man U အသင်းကိုပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန်ရည်ရွယ်ထားပါတယ်။ မော်ရီညိုကတောက်ချာနေကမန်ယူနီးပြတဲ့ဖြစ်ခန့်အပ်ခံခဲ့ရပြီးတော့မန်ယူသင်းကိုကင်တွေ့ရမှာသူ့ရဲ့လက်ထောက်နီးပြများဖြစ်ကြတဲ့ရူဖာရီယာ၊ဆီလ်ဗီနိုလိုရိုပါဝင်လာမှာဖြစ်ပြီးတော့ဖော်ရီနာကိုလည်းနီးပြအဖွဲ့မှာထည့်သွင်းအသုံးပြုဝယ်ရှိနေပါတယ်။ဒါကြောင့်ဗန်ဟားလက်ထက်မှာလက်ထောက်နီးပြဖြစ်ဆောင်ရွက်ခဲ့တဲ့ရိုင်ယန်ဂစ်ဟာသူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးမော်ရီညိုနဲ့ဆွေးနွေးမှုများပြုလုပ်ရဖွယ်ရှိနေပါတယ်။ Ryan Gig ကိုလက်ထောက်နီးပြရာထူးထက်အသင်းကြီးနဲ့ U21 အသင်းတို့ကြားမှာချိတ်ဆက်ပေးနိုင်မယ်။လူငယ်အသင်းနီးပြဖြစ်သော Mourinho ကအသုံးပြုဝဲရှိနေပါတယ်။ ဖော်ရီနာဟာမယူအသင်းမှာ12နှစ်ကြာကစားခဲ့တဲ့သူဖြစ်ပြီးတော့ပရီးမီးယားလိဖလား6ကြိမ်၊လိဖလား3ကြိမ်၊ FA ဖလား6ကြိမ်၊ချန်ပီယံလိ2ကြိမ်နဲ့ကလပ်အသင်းကမ္ဘာဖလား2ကြိမ်ရရှိအောင်ဆန်းဆောင်နိုင်ခဲ့တဲ့သူဖြစ်ပါတယ်။မယူအသင်းဟာလက်ရှိအချိန်မှာလူငယ်တိုက်စစ်မှု Ruffo ကိုတပတ်လောက်ကပေါင်း2000ကျော်နဲ့၄နှစ်စာချုပ်ချုပ်ဆိုရန်ပြင်ဆင်ထားကြောင်းကြေညာထားပြီး Mourinho ရဲ့လက်ထက်မှာကစားသမားသစ်တွေခေါ်ယူပြီးတော့အသင်းကိုပြုပြင်ပြောင်းလဲမှုတွေပြုလုပ်သွားမှာဖြစ်ပါတယ်။ မန်ယူသည်ဟာမော်ရီညိုကိုနီးပြသည့်အဖြစ်ခန့်အပ်ပြီးနောက်ဝက်ဆန်လူငယ်ကစားသမားအော့စဖို့ကိုခေါ်ရန်ပြတ်မှတ်ထားနေပါတယ်။ဝက်ဆန်သည်ဟာနောက်ခံလူအော့စဖို့ကိုပေါင်ဆယ်သန်းနဲ့ရောင်းချရန်ဆန္ဒရှိနေပြီးတော့အော့စဖို့ဟာဗဟိုခံစစ်နဲ့ကွင်းလယ်တို့မှာကစားနိုင်သူဖြစ်ပါတယ်။အသက်18နှစ်အရွယ်ရှိပြီဖြစ်တဲ့အော့စဖို့ဟာနီးပြဘီလစ်လက်အောက်မှာ12ပွဲကစားထားပြီးတော့ဝက်ဆန်သည်နဲ့စာချုပ်သက်တမ်း2နှစ်ကျန်ရှိနေသေးတာလည်းဖြစ်ပါတယ်။အော့စဖို့ကိုမန်ယူအသင်းအပါအဝင်မန်စီးတီးအသင်းလစ်ဗာပူးအသင်းတို့ကလည်းခေါ်ရန်စိတ်ဝင်စားနေတာဖြစ်ပါတယ်ရှင်။